โอเคမင်္ဂလာပါဒီနေ့ကျွန်တော်ကြီးမကောင်းတာတစ်ခုတွေ့လို့ပြောပြမယ်အဲလက်နက်ကင်ဆောင်ထားတဲ့လက်နက်ကင်အဖွဲ့စည်းတစ်ခုအနားနေပြီးတော့မြည်ကြီးတည်စရာမရှိလို့ဆိုပြီးတော့မြန်မာနိုင်ငံတော်အလံကိုအောက်မှာခင်းရင်းပြီးတော့မှမြည်ကြီးတည်တယ်အဲ့ဒါကိုမြည်မိတယောက်ကကြိုင်နိုင်ငံတော်အလံနဲ့ထမင်းအိုးထုတ်တာတွေ့နော်အဲ့တော့ဒီကောင်းဒီကောကျွန်တော်တို့ဘာလုပ်ရအောင်လဲဆိုရင်တော့ကျွန်တော်ပြပြမယ် အဲနိုင်ငံတော်အစိုးရကိုကျွန်တော်အကြံပေးတာတကူကဘာလဲဆိုတော့ဒါ NLD အစိုးရပဲတက်တဲ့ကြက်ခံရေးပါတီပဲတက်တဲ့ဒီ base အစိုးရပဲတက်တဲ့အစိုးရတကူတက်လာပြီဆိုရင်ဒီကောင်တွေကို ဖမ်းပြီးတော့နော်တကူလောက်ရဖို့ဘာဖြစ်လို့လောက်ရဖို့လဲဆိုတာနိုင်ငံတော်အလံဆိုတာကျွန်တော်အငေတုံးကပြင်ဒါအလေးတပြအလေးတူလာတဲ့ဟာဘာဖြစ်လို့လဲလို့မေးရင်မြန်မာနိုင်ငံတော်အလံဖြစ်နေလို့ ဲ့တော့မြန်မာနိုင်ငံသားဒီမြန်မာနိုင်ငံသားဖြစ်ခံယူထားတဲ့လူတိုင်းဒီမြန်မာနိုင်ငံတို့အလံကိုလေးစားရမယ်အဲ့ဒါကျင့်ဝတ်ပဲမင်းရမင်းတမရပဲဖြစ်နေပါစေ NLD ပါတီပဲဖြစ်ဖြစ်ကြံခိုင်းပဲဖြစ်ဖြစ်ဖြစ်ရှင်တဲ့ကောင်ဖြစ်မင်းရမင်းဘာကောင်ကြီးပဲဖြစ်ဖြစ်နိုင်ငံတော်အလံကိုလေးစားရမယ်အဲ့ဒါကျင့်ဝတ်ပဲအဲ့ဒါဘာနဲ့မှမဆိုင်ဘူးဘာအကြောင်းနဲ့မှမဆိုင်ဘူးမြန်မာနိုင်ငံသားဖြစ်နေလို့မြန်မာနိုင်ငံတော်လေးစားရမယ်ဒါပဲအေးအဲ့ဒါအဲ့ဒီသဘောတရားကိုဒီကောင်တွေနားမလည်ဘူး ဒီကောင်းလေးနားမလဲပဲနဲ့အဲလက်လက်တဲဟိုပါပြီးသူလက်မြောင်းကြီးဘာညာပြီးရှောက်ပြိုးနေဒီကောင်းလေးအစိတ်အောက်နေအဲ့တော့ဒီကောင်းလေးကိုကျွန်တော်တို့ဖမ်းရမယ်ဖမ်းပြီးတော့မှဒီကောင်းလေးကိုတက်လို့မဖြစ်ဘူးတက်လို့ရှိရင်ဒီမြတ်တရားပြိုးဖို့လူတက်တယ်ဘာညာပြိုးဖို့နေနေနဲ့ပေးလို့လည်းမဖြစ်ဘူးနေနေနဲ့ပေးရင်တခြားနေရာမှာဒီကောင်းလေးလုံးဝမှအစိတ်အောက်နေဖြစ်အောင်အဲ့တော့ဒီကောင်းလေးရဲ့ဒီ generation ကိုပြောင်းမလဲရအောင် ဘလို့ပြောင်းရမှာလဲလို့မေးရင်ကျွန်တော်တို့ကလည်းအကုန်လိုက်တတ်ဖို့လည်းမဖြစ်နိုင်ဘူး။အကြောင်းမို့ဒီကောင်တွေကဘာလုံးရမှာလဲဆိုဒီကောင်တွေရဲ့ DNA နဲ့ RNA တွေကိုတက်ခွက်ခန်းထဲမှာထည့်ထည့်ပြီးလို့ရှိရင်လူသားတစ်ယောက်တည်းရဲ့ general formula ရှိတယ်။ဥပမာ CH3O PS ဆိုတဲ့ chemical formula ရှိတယ်။ဥပမာ carbon 68လုံးနဲ့ hydrogen 135လုံးဒီလိုပါမဲ့ chemical formula ရှိတယ်။အဲ့ဒီ formula ကိုကျွန်တော်တို့ကသူတို့တယောက်ရှိတဲ့ formula ကိုယူပြီးတော့ဒီကောင်တွေကိုလူမဟုတ်အောင်လုပ်ပြန်။ဥပမာအဖြစ် ဖင်ကနာအမိထွက်လာအောင်ဆိုကာဗွန်၅လုံးလောက်ချထည့်ရတယ်၅လုံးလောက်ထည့်လိုက်အောက်ဆီဂျင်ကိုအသက်ရှူအမြဲတမ်းအသက်ရှူတာအမြဲတမ်းနင်းနေအောင်ဆိုဒီကောင်လေးကိုနေပြီးတော့မှအောက်ဆီဂျင်အရင်တည်းရှိုးချလိုက်တာမျိုးဒါစီးပညာရရှိမှာပေါ့နော်အထီလိုလောက်ရမယ်နော်ဒီကောင်လေးထောင်ချလို့မရအောင်ထောင်ကထွက်လာရင်ဒီကောင်နဲ့တမျိုးစာလုံးမယ်တပ်ပလဲရင်လည်းကုန်မှာမဟုတ်ဘူးရောင်းမဒီကောင်လေးရဲ့ generation ပေါ့ evolution theory ကဒီကောင်လေးရဲ့မျိုးစင်ဆက်ကိုလူမဟုတ်အောင်လုပ်ပလဲရအောင်နောက်ကနေအမိထွက်တာတော့ဂျိုးထွက်တာတော့ပေါ့နော်အဒီလိုမျိုးလုပ်လို့ရမယ် ီကောင်တွေအမြင်နဲ့ပူလောင်နေအောင်လူခန္ဓာကိုယ်မှာအခုဒါလူသားတယောက်ကို၆၀ရာခိုင်နှုန်းလောက်ကရေနဲ့ဖွဲ့စည်းထားတာအဲ့ဒီနေရာမှာတခြားဟာအစားတို့ဟာအမြင်နဲ့ပူနေတဲ့ဟာမျိုးဒီလိုလောက်ရမယ်နော်ကျွန်တော်အဲ့ဒါပြောပြရတာအစိုးရကိုကျွန်တော်ကျွန်တော်တို့နိုင်ငံတော်အတိုင်းမခံလို့ရှိနေတယ်လောက်ရှိနေတာကျွန်တော်ကတခြားနိုင်ငံတော်တောက်အောင်လုပ်တတ်တာတော့မဟုတ်ဘူးလူတွေကဘလို့ဒုက္ခရအောင်လုပ်မလဲဆိုတာကျွန်တော်ကောင်းအောင်လုပ်တတ်တယ်ဒီလောက်ဟာအဲ့လိုမျိုးပေါ့နော်တိုင်းပြည်ကိုဒုက္ခပေးနေတဲ့ကောင်တွေအခုလိုမျိုးမတတ်ဘူးတတ်လို့ရှိရင်ဘီ တက်လို့ရှိရင်ရာဇဝတ်မှုမြောက်မယ်ထောင်ချပြန်လွတ်လာမယ်ဒီကောင်တွေမတက်ဘူးဒီကောင်တွေရဲ့ generation ကိုတို့စင်စင်ငယ်ပြောင်းလဲမှုကမကမဖြစ်သွားအောင်ပေါ့နော်အဲ့လိုမျိုးပစကားမပြောတောင်းလေဘလူမဟုတ်အောင်လုပ်ပလိုက်မှာချုပ်တယ်အဲ့လိုမျိုးလုပ်ဖို့ကျွန်တော်သမဏတွေအလုပ်ပြန်ကျွန်တော်ခေါ်ကျွန်တော်ကအလုပ်မရှိဘူးအလုပ်အလုပ်ကိုလုပ်ဖို့လာဖို့သမဏယုံမှာနော်ယေရှုတင်ပါတယ်